ရီတိုင်းဟင်္ဒရာခရိုင်အင်ကပူမြို့နယ်ကအကျောင်းတွေမှာကျောင်းလာမအပ်တဲ့ကျောင်းသားကျောင်းသူတွေရဲ့အမည်စင်းတွေကောက်ယူပြီးမိဘတွေကိုခေါ်ယူဆွေးနွေးသွားမယ်လို့သိရပါတယ်တိုင်းညွန်ကြချက်အရကျောင်းသားလက်ခံနဲ့ရာနှုန်းမပြည့်မီတဲ့ကျောင်းတွေမှာအသက်ပြည့်ပြီးကျောင်းလာမအပ်တဲ့မိဘတွေကိုခေါ်ယူဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့အဲ့ဒီစီးရင်တွေကိုမနေ့ကဇွန်လတရနေ့နောက်ဆုံးထားပြီးမြို့နယ်ပညာရေးမှူးစီပေးပို့ရမယ်လို့ညွှန်ကြားထားပါတယ် ចောင်းသားလက်ခံနဲ့ရာဂိုင်းနှုံးသတ်မှတ်ထားတယ်။အဲ့ဒီចောင်းတွေမှာចောင်းမအပ်တဲ့ကလေးတွေရဲ့ဆင်းပြုစုပြီးမိဘတွေကိုခေါ်ဆွေးနွေးမယ်ပြောတယ်။ဆင်းတွေကိုလည်းចောင်းဖွင့်ရမတိုင်ခင်ပညာရေးမှုယုံပေးပို့ရမယ်လို့ပြောတယ်လို့အင်ကဘူမျိုးနယ်ဒေသခံတူက ARD Times ကိုပြောပါရယ်။အင်ကဘူမျိုးနယ်လေးမျက်နာမျိုးနယ်နဲ့ရေကြီးမျိုးနယ်တွေမှာအခုလက်တော်ဆေးရည်တင်းမာနေပြီးတော့အဲ့ဒီမျိုးနယ်တွေကကြေးပါရီမှာလည်းဒေသခံတွေဆစ်ရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါရယ်။ ဒါပေမဲ့လည်းမြို့နယ်ပညာရေးမှူးဖြစ်သူကကျောင်းမအပ်တဲ့ကျောင်းသားမိဘတွေစီစာပို့ခေါ်ယူဆွေးနွေးမဲ့အကြောင်းကိုညွှန်ကြားစာတွေပေးပို့ထားတယ်လို့သိရပါဗျ။စစ်ကောင်စီကရွေးကောက်ပွဲဆင်ကောက်ယူဖို့ကြိုးစားနေပြီး ARD တိုင်းတွင်းရှိကျောင်းတွေကတကြောင်ကိုဆရာဆရာမအနည်းဆုံး2ဦးစီရင်ကောက်ခံနေတယ်လို့သိရပါဗျ။လေးမျက်နာထဲမှာစစ်ကောင်စီစီမံအုပ်ချုပ်ပိုင်ခွင့်လက်လွတ်ထားရတဲ့ကြေးရွာတွေရှိတယ်။ အဲ့ဒီကြီးမာတွေကသကောင်စင်းတွေကိုပါရွေးကောက်ပွဲအတွက်လိုက်ကောက်ခိုင်းမဲ့အနေထားရှိနေတယ်ရရွာအုပ်ချုပ်ရေးမှုနဲ့ဆီယာမတွေညှိပြီးဆင်းရမယ်ထင်တယ်လို့ပညာရေးအတိုင်းဝိုင်းကဆီယာမတူက AR Times ကိုပြောပါရယ်ရွေးကောက်ပွဲဆင်းကောက်ယူဖို့တင်နန်းပေးမှဖြစ်ပြီးအဲ့ဒီတင်နန်းကိုရွေးချယ်ထားတဲ့ဆီယာဆီယာမတွေကတင်နန်းကာလနှစ်ရက်တရောက်ရမှာဖြစ်တယ်လို့ပညာရေးအတိုင်းဝိုင်းစီကသိရပါရယ်ရှင်